မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာတ်ရုပ်ပါလုံးလုံးနဲ့အချိန်တွေပြောင်းလာတာအခုဆိုရင်2025ရဲ့ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဗုဒ္ဓဖူးရဟူတာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ဒီတလှတာတော်တွင်မှာဘယ်ယာရီယာအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ယာရီယာသတိထားစင်နေရမလဲဆိုတာကိုဗုဒ္ဓဖူးရဟူတာသမီမိတ်ဆွေများအတွက်အောက်တိုဘာတလစာဟောစရာနဲ့ချောင်းရံဆောင်ရံအတွက်ဆရာကပြောပြပြီးမှဖြစ်တဲ့အတွက် ဗုဒ္ဓဘုရားသာသမီမိတ်ဆွေတွေဘယ်ကနေကြည်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဘူးဥစ္စာပထမဗုဒ္ဓဘုရားသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဒီကနေဆရာကမေတ္တာပို့ဆူတောင်းထောက်ပနာပြုသလိုက်ပါတယ်ဗုဒ္ဓဘုရားသာသမီမိတ်ဆွေတွေအတွက်ဆရာငွေဝင်စေတဲ့ကာတာလေးတစ်ပုဒ်ဥစွာလက်ဆောင်ပေးခြင်းပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဆရာအများအားပြောနေကြသိမှာပါအရဟံဗဟိအန္တဆီယံသူကရံအာမိတံ ဝိရဇံလာလိတံအတုရံစရဏံတိပုံဘတမန်ယမကံတုကတံတရဏံပရမာမိဇိနံဆိုတဲ့ဂါထာဒါမန္တလေးတောင်ဆရာတော်ယတိဥက္ကဏီရဒနာသိတိလို့ခေါ်တယ်ငွေဝင်ဂါထာလေးကိုတနေ့ကို28ခေါက်တိတိသုံးခေါက်လဲတစ်ခါရွတ်ရင်တစ်ဖက်ကို28ခေါက်တိတိရွတ်ပါငွေကြီးနဲ့ပတ်သက်လာရင်တကယ်ကိုကျင်းတည်အစဉ်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ဗုဒ္ဓဟူးရာသတ္တမိတွေဟာ လက်ရှိဇာတာကိုမဟောမီလက်ရှိဒီတလားဇာကိုမဟောမီမှာမိတ်ဆွေတို့အတွက်ဒီကာတာလေးကိုရွတ်ဆိုခြင်းအပြင်ငွေကြီးကံကောင်းစီတာအသေးချာဖြစ်ကြောင်းဆရာကလက်ခံောင်းခတ်ပြောရင်းနဲ့တလားဇာကိုဆရာတို့ရှေ့ဆက်ကြည့်လိုက်ရအောင်တလားဇာမပြောမီမှာဇာငင်နားမှာမန္တလေးဆရာရောက်နေပါတယ်မန္တလေး84 24 25မှာအစာဟိကွန်လိုမှာရှိပါတယ်ဆရာနဲ့ AC Bright တွေတွေ့ကျင်တဲ့မိတ်ဆွေများဆရာရှိကိုအဲရက်ချင်းတော်ကြူပြီးပါရက်ချင်းကတော့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက် 7902904116ဟိုအက် Telegram ဆရာငယ် Facebook page Messenger ငါကိုဗီဒင်းမီးမြဲနံပါတ်မှာပဲဆရာရှိပါဆရာမန္တလေးရပါဆရာနဲ့တွေ့ချင်လို့ပါဆိုပြီးတော့ဆရာဖုန်းနံပါတ်နဲ့လိပ်စာတွေပဲပေးပါဆရာဘက်ကကွန်တက်လုပ်ပြီးဘယ်ချိန်ရတယ်ဆိုတာပြန်ပြောပေးပါမယ်အခြားရှိရမိတ်ဆွေတွေကိုလည်းဆရာအေးအေးဆေးဆေးလေးပဲတွေ့ပေးချင်လို့ပါကောင်းပြီဒါဆိုကိုတခုရအောင်တသမီတွေအတွက်စလိုက်ကြရအောင်ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဗုဒ္ဓဟူးရာဥတ္တရမိတ်ဆွေများ ဘာကိုဖြစ်ဖြစ်အမိခံလို့ချင်းဥဆောင်လို့ချင်းနေခြေတူဆောင်လို့လောက်ဆောင်မှာအာသာချင်းကန္တရာရဲ့အထောက်ကူကိုရရှိတတ်တော်လာဖြစ်တဲ့အတွက်ဘုရခုရောက်တဲ့မိတ်ဆွေတွေဟာဒီလတာတော်တွေမှာဘာကိုဖြစ်ဖြစ်ခြေတူဆောင်ရလောက်ဆောင်ခြင်းဘာကိုဖြစ်ဖြစ်မိမိကိုယ်တိုင်ဥစည်းဥဆောင်လို့ချင်းအမိခံလို့ချင်းစိုင်းဟုတ်တင်လို့ချင်းနေ ကိုကိုတိုင်းရှေ့တိုးပြီးတော့ဘာကိုမစိုးရက်တန်နေတော့လို့ရက်စင်းနေတော့လို့ပြက်တန်နေတော့လို့အဲနှီးကွေးနေတော့လို့ဒီကိုကိုကိုတိုင်းဥဆောင်ပြီးတော့လှုပ်လိုက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အမိခံလှုပ်ခြင်းစိုင်းပုတ်တင်ခြင်းဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းရှေ့တိုးဥဆောင်ပြီးတော့လှုပ်ရင်ဘယ်ရာကိုမစိုးဥဆောင်တလောက်ကံဟာစူးစမ်းရင်စူးစမ်းတလောက်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမှာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့လတွေမှာဘလို့ပဲညံ့ခဲ့ညံ့ခဲ့ချိဆက်ပြီးတော့ ရဲစိတ်မန်စိတ်နဲ့ရာစစိတ်သာတွင်းထားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောကြားလို့တယ်။ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ခေါင်းမူးတာမျိုးခေါင်းကိုက်တာမျိုးတွေအနေနဲ့ဖြစ်ရတာမျိုးတွေဖြစ်ရတတ်တယ်လို့ညာအိတ်မပြောတာမျိုးမျက်စိအာရုံကျောနဲ့ပတ်သက်တော့ကျမ်းမာကြီးတွေအနေနဲ့ဖြစ်ရတတ်တော့ကာလဖြစ်တယ်။အမျိုးသမီးတွေဆိုရင်တော့အသွေးသားနဲ့ပတ်သက်တော့ကျမ်းမာကြီးတွေ သွေးတိုးသွေးတက်အချိန်간ရှိတဲ့မိတ်ဆွေများဖြစ်စေသွေးနဲ့ပတ်သက်တော့အရာလေးတွေမှာသတိပြုဆင်ခြင်ပေးရလိုအပ်ကြောင်းနဲ့အမျိုးသမီးတွေအမျိုးသမီးယောဂါတွေဖြစ်တာမျိုးလေးတွေဒါမျိုးတွေနဲ့ပတ်သက်လို့အဲသတိထားဆင်ခြင်ပေးရအတွက်တော့လိုအပ်တော့လှဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီအလုတ်ကင်အလုတ်ကင်နဲ့ပတ်သက်ရင်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆရာဇက်ပေါ်ပြပေးပြရစီဒီနေ့တော့25ခုနဲ့ဆယ်လာပိုင်းတွင်မှာဗုဒ္ဓဟူးရာဟုသာသမီးတွေအနေနဲ့အကျိုးပေးသောလုပ်ငန်းတွေဆိုရင်အိုးအိမ်ရှံမြင်တဲ့ပတ်သက်သောလုပ်ငန်းတွေရှိတိုးဆောင်ရအောင်လှုပ်ဆောင်ပါ ကိုပိုင်လုပ်ငန်းစတင်လို့တဲ့မိတ်ဆွေတွေဘာကြောင့်နောက်နေတုံဆိုင်နေတာတော့ရှေ့သူဆောင်ရလှုပ်ဆောင်မှာမိမိမှာအကြံစီလက်ရှိတယ်အတွေးခေါ်ကောင်းလက်ရှိတယ်ဆိုရင်တော့အမိခံပြီးတော့မူရှာအောင်မြင်ရမယ်ဆိုတဲ့စိတ်မျိုးเนาะမြေကြီးနဲ့လက်နဲ့ပုံလွဲမယ်ငါဟာအောင်မြင်ရမယ်ဆိုတဲ့အဲရှေ့သူဆောင်ရပြီးတော့တန်တိတ်ချန်ရှာပြီးလှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာကံရဲ့အထောက်ပံ့နဲ့ကြိုးစားမှုနဲ့အားတာကောင်းမှုပြီးတော့ကြိုးစားရင်ကြိုးစားသလောက်ရရှိစေမယ့်လဖြစ်တဲ့အတွက်ဘုရားကူရောက်တဲ့မိမိတ်ဆွေများပူပါတော့ချစ်တိုးပြီးတော့အောင်မြင်အောင်သာကိုကစွမ်းဆောင်မှုပဲလိုအပ်ပါတယ် စပစ်စီဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေးစားစပစ်စီနဲ့ပတ်သက်တာမျိုးစားတောက်ကုန်လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစာချုပ်ကိစ္စတွေရုံးကလနာကိစ္စတွေအအရှိချာစတင်လုပ်ဆောင်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေချိတ်တို့ဆိုင်ရာလုပ်ဆောင်တာမျိုးတွေဟော ဟိုစနလိုပေါ့အထယ်လေးလုပ်ငန်းလေးတွေအဲအလှဆင်ဒီဇိုင်နာ graphic ရေးတဲ့ဒီဇိုင်နာလုပ်ငန်းလေးတွေကွန်ပျူတာတို့ကြောက်ကိုတဲတို့အစရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်လာရင်ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေကောင်းမှုတွေရရှိစေမှာအသေးချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစင်ရဒါအပြင်အထယ်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အဲထို့အပြင် ထင်ပေါ်ကြော်စောလို့လည်းလုပ်ငန်းလေးတွေ။ OH ရှမ်းမင်းနဲ့ပတ်သက်သောလုပ်ငန်းလေးတွေ။တပည့်လက်သားအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အဲတပည့်လက်သားသာသမီတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေ။အမှုကိစ္စဖြစ်နေသူတွေ၊အမှုကိစ္စနိုင်ခြင်းမျိုးလေးတွေကြုံရတတ်တယ်လို့ အဲခြေတို့ဆောင်လည်းလွတ်ဆောင်လို့လည်းကောင်းတယ်ဘာသာရှားလူမျိုးရှားအကျိုးပေးတတ်တယ်လက်စစ်ပစ္စည်းဆိုလာတွေဝင်တတ်တယ်လို့ဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့အရာတွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိမိသားစုတွေမှာမင်္ဂလာသတင်းလေးတွေအကောင်းဆုံးသတင်းလေးတွေဆွေမျိုးသားချင်းချင်းချလေးတွေမှာမင်္ဂလာသတင်းတို့အပြုသတင်းတို့ကိုကျင်းသေးပေါ့ကြားရမယ့်ကာလဖြစ်တတ်တယ်လို့မိစေလို့အနေနဲ့အလားကုန်ဆိုင်ရာလုပ်ငန်းတွေဟောစွမ်းလာလို့ပေါ့ မိတ်ဆွေတို့အနေနဲ့ဟိုဖန်တီးယူရတဲ့ creation ဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းအတွေးခေါ်နဲ့ပတ်သက်တဲ့အကျံစီတွေကိုရှေ့တိုးဆောင်နဲ့လှုပ်ဆောင်ခြင်းဟောအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ငကူကယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးယာရုတိုးပါမလားလို့မျှော်လင့်နေတဲ့မိတ်ဆွေများအထောက်တာပြင်ထားပါယာရုတိုးဖို့ယာရုတက်ဖို့အတွက်ကံတရားရဲ့အထောက်အကူကိုများစွာကျင်းသိရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ ဟိုစတင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းတွေဟာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့နဘူကအိုးအိမ်ချမ်းမြေစောင့်နေတဲ့မိတ်ဆွေများတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြက်အောင်ဆောက်ရမယ်ကာလအခွင့်အလမ်းကောင်းတွေချဖို့ရရှိအောင်တိုးတက်မယ်ကာလဖြစ်တယ်လို့အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစောင့်ရှင်တဲ့သူတွေအိုးအိမ်ချမ်းမြေစောင့်ရန်အတွက်ကိုအခါအခွင့်တင်တာမျိုးပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမိမိတစ်ချိန်တစ်ခါကကူညီခဲ့ဘူးသောပုံကိုယ်တွေရဲ့အကူအညီကိုရရှိတာမျိုးတွေကိုမထင်မှတ်မမျှော်လင့်ထားသောငွေကြီးလေးတွေနဲ့ပတ်သက်လို့ လုံငနေချင်းနဲ့အုံငနေတိုင်းချင်းနဲ့ဝင်လာတက်တက်လာဖြစ်တက်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးထီထိုးတဲ့ထီကန်ဆန်းတဲ့နေရာဆိုတဲ့နေရာမှာဆရာကြားပြပြောပြရသည်တချို့မိတ်ဆွေတွေကထီပေါက်တယ်ဆိုတဲ့နေရာမှာအောင်ပါလီထီကြီးပေါက်မှာထိုင်းထီကြီးပေါက်မှာထီထောက်ပေါက်တာမဟုတ်ပါဘူးယရနာပုံစိုက်ကြီးနဲ့စိုက်တဲ့အခါသားချွေဦးထန်လာတဲ့အခါကန်စတာကောင်းလာရင်ထီပေါက်တယ်လို့အစဉ်ပြေပြီးတော့ငွေကြီးတွေလုံးနေရင်လည်းပိုင်ဆိုင်လာတာကိုလည်း ထီပေါက်ကံဖြစ်ကြောင်းဇာကထက်လောင်းပြောကြလိုက်ပါစေခင်ဗျာနော်အထီပေါက်သလိုကန်ဆန်းတာမျိုးကန်ရရရဲ့အထောက်အကူတွေများစွာရရှိတာမျိုးလေးတွေကြုံရတတ်တယ်ငကုကပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရဝေးခရီးသွားနဲ့ပတ်သက်တာတွေဝင်ခွင့်တင်နာဆောင်မှုခွင့်နဲ့ပတ်သက်တာတွေမှာခြေတူဆောင်ရလှုပ်ဆောင်ခြင်းတွေနိုင်ငံခြားရဝေးပြည်ပခရီးသွားနဲ့ပတ်သက်တာတွေခြေတူဆောင်ရလှုပ်ဆောင်အားသာခြင်းတွေကောင်းမွန်ပြီးတိုးတက်နိုင်သောကာလဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပါစေမိတ်ဆွေဟောင်းအကျိုးမပေးပါဘူး မိတ်ဆွေဟောင်းတွေနဲ့ပတ်သက်ရင်တတိထဆင်ခြင်ပေးရလိုအပ်ပါတယ်မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စတွေမှာကိုက ပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်ရင်ဝင်မပါနဲ့ကိုပြောလိုက်တာမှကို့ကိုအမားမြင်လာတာမျိုးလေးတွေကိုကစေတနာနဲ့ဖြည့်ရှင်းပေးတာမှကို့အမားကြီးဖြစ်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ဘာဝင်ချင်းမှာတပုတ်လေးတွေပြောခံရတာမျိုးမကောင်းတဲ့ရင်ပြောခံရတာမျိုးအဲကို့ကိုမဟုတ်မဟတ်ပြီးပြက်ခဲ့တော့ပိစပြီးခဲ့တော့ဇလန်းနေနဲ့ပတ်သက်လို့ကို့ကိုအနိုင်ယူထုံးနှက်တဲ့စကလုံးတွေပေါ်လာတတ်တဲ့အတွက် ြဿနာကိစ္စတွေကိုပေါ်လာတဲ့အခါမှာမရှင်းပါနဲ့ရှင်းရင်ရှင်းလီချုပ်လီရှင်းလီချုပ်လီဆိုတော့ကာလဖြစ်တဲ့အတွက်ကြောင့်တောခဲအမှာရောမအရာရောဘယူဆန်နေမယ်နဲ့ကိုယ့်ရဲ့ကိစ္စတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအရှင်ဒီကောင်းအောင်တိုးတက်အောင်ဆန်းဆောင်ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော့လာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့မိမိမှာရှိတဲ့ငွေကြေးရှိလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတာမိသားစုလည်းမမြင်စေနဲ့ ိမ်လည်းမမြင်စေနဲ့အဲ့ဒီငွေဟာမြင်လူမြင်ကိုမမြဲတက်တော့ကာလာဖြစ်တတ်တယ်သူကငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှိတဲ့ငားတဲ့အခါမှာတောင်းဝခတ်တာမျိုးလေးတွေချိလိုက်ငားလိုက်တဲ့အခါမှာအဲဟိုစွနာလူပေါ့ငွေကြီးကကိုယ့်ရဲ့ငွေနဲ့ကိုယ်စိတ်ညစ်ရတာမျိုးလေးဂျုံတက်တဲ့အတွက်သိမ်းရဆဲရတာခတ်နေရင်လည်းဆရာငယ်ကိုပို့ထားပါဆရာသိပေးထားပါမယ်။ကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင် ထင်တော်ခြင်းလေးတွေကိုယ်ငွေနဲ့ကိုကိုယ့်အတွက်အကျိုးမဖြစ်စေသောလုပ်ငန်းလေးတွေမှာရှီလိုက်ငှားလိုက်ပြောဆိုလိုက်တဲ့အခါမှာထင်တော်ကြံ့ကြာမှုလေးတွေတပည့်ဆင့်ပြန်လို့ရတာမျိုးတွေထက်ကျင်ထက်ကျင်ကြိုးစားရတာမျိုးတွေအဲကြုံရတတ်တဲ့အတွက်ကြောင့်မလို့ကိုယ်ငွေနဲ့ကိုစိတ်တမဲ့စိတ်ညစ်ခံမနေပါနဲ့လို့ဆရာကထလောင်းပြောကြားလိုက်ပြရစီအဖွဲ့အစည်းသင်းဖွဲ့နဲ့ပတ်သက်တဲ့အခါမှာအဲဆွနာလို့ပေါ့ကိုယ့်အတွက်အကျိုးဖြစ်စေတဲ့လုပ်ငန်းမဟုတ်ဘဲနဲ့ပရာဟိတလုပ်ငန်းလေးတွေကိုတတိထပြုမှုဆောင်ရွက်ပါအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးအခေါ်တွေကကွဲလွဲနေတဲ့အတွက်တူတူတိတ်တိတ်နေပါ အလူခံပုံပုံမျိုးတွေအလူခံဌာနမျိုးတွေပဋိဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့စေတနာတွေလိုတာထက်မပိုသေးနဲ့ဝေဒနာတွေဖြစ်ရတတ်ခြင်းနားလေရခြင်းပဋိဟိတတွေမှာမှဥဆောင်ပြီးတော့အဲစိတ်ရင်းကိုင်းပြီးတော့ဘာညာဆိုတော့မှအထင်လွဲခံရခြင်းပြဿနာတွေစေတနာတွေဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်မလိုအပ်သောပြဿနာအချုပ်တွေဖြည့်ရှင်းရတတ်တဲ့အတွက်ဖြစ်နိုင်ရင်အကျိုးမရှိသောကိစ္စကိုယ့်ရဲ့စီးပွားမဖြစ်တွန်းစီသောကိစ္စတွေကိုတတိထားပြီးတော့တူတူတိတ်တိတ်နဲ့ဖြစ်နိုင်ရင်ကုညီနိုင်ကြောက်ကုညီပြီးတော့ပို့ပြီးတော့ဥဆောင်ခြင်းအမိခံခြင်းတွေတတိပြုစင်နေရလိုအပ်ပါတယ် ဘဇက်ကဖရာလက်ကကာယဖြစ်တတ်တော်လာဖြစ်တတ်တဲ့အတွက်ဘဇက်ကပဲဖရာတနေတာမျိုးတက်လက်တွေ့ကြကြလဲဖရာတရားလုပ်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဘုရားဥဒသမီးတွေမိတ်ဆွေများဟာဒီကာလမှာဖရာတရားလုပ်ဖို့အတွက်လွန်စွာခက်ခဲနေသောကာလဖြစ်တဲ့အတွက်ဘာသာရေးရဲ့အဆုံးအမတစ်ခုခုကိုအမြဲတမ်းစ조사ပါဖရာတရားကိုမမိပါနဲ့ဘဇက်ကဖရာလက်ကကာယမဖြစ်စီဘူးလေထထောင်ပြောကြားလိုက်ပါစီဆက်ပစ္စည်းအဟောင်းတွေ အစုတ်တွေအပြက်တွေအသုံးမလို့တဲ့ဆက်ပစ္စည်းတွေရှိတဲ့အခါမှာစွန့်ပေးတာမျိုးတွေလုပ်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင်မထင်မဖက်နဲ့အပူသေးနှစ်ယောက်ဧည့်သည်ခီးသွားလာတတ်တဲ့အတွက်မထင်မဖက်နဲ့အပူသေးနော်သို့မဟုတ်မထင်မဖက်နဲ့ အပြတ်တော်ဆောင်တဲ့ဧည့်သည်တွေရောမထင်မှတ်ပဲမမျှော်လင့်ပဲရောက်ရှိလာတတ်ပါလေခင်ဗျာဒါဆိုရင်မိမိရဲ့မိသားစုဝင်အတွင်းမှာတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေခဏခဏဖြစ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုသတိပြုစင်ကြင်ပြီးပါလက်မခံနဲ့တော့မပြောဘူးဒါပေမဲ့မိမိတို့ရဲ့အနေနဲ့ခက်ခဲတဲ့ကြက်တဲတဲ့ဆနာလိုပါမဖြစ်မနေလက်ခံရတဲ့အခြေအနေတစ်ခုရောက်တဲ့ဆိုရင်တော့မိမိကိုယ်တိုင်ဖြစ်စေမိသားစုဝင်တဦးတယောက်ကဖြစ်စေဂျာစာပရင်းနေမှာညအိတ်တရက်ထွက်ပြီးလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ အခက်အခဲတွေကပြေပြောက်ကောင်းမွန်သွားမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စညီအစ်ကိုမောင်နှမကိစ္စတွေကိုမိတ်ဆွေတွေကိုယုံပြီးတော့တိုင်ပင်တာမျိုးလေးတွေဟာအားနည်းချက်ကိုဖြစ်စေတတ်တယ်လို့တဦးတယောက်ကကိုယ့်ကိုစေတနာတွေဟာကိုကတော့ရိုးရိုးယုံကြည်လို့တိုင်ပင်လိုက်ပြီမြဲကိုယ့်အပေါ်မှာဖြီးအားလေးတွေဖြစ်စေတတ်တဲ့အတွက်ကိုယ့်ရဲ့အတွင်းသတင်းကိစ္စလူတိမခံလို့တော့ကိစ္စတွေကိုတိုးတိုးသိသိနဲ့လှုပ်လှုပ်ဝဲဝဲတာနေရန်အတွက်တော့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုဟာကိုတော့အကောင်းပါပဲ ဒါပေမဲ့သူများကိုစေတနာလေးပို့လို့ချိလိုက်ကာမှာငားလိုက်ကာမှာပြန်တော့ခက်တာမျိုးတွေကြုံရတတ်တယ်လို့မိသားစုအိမ်ရေးကိစ္စလူရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျအများရတတ်ပါတယ်ထပ်ပြောပါမယ်အရေးကြီးတာအလောင်းကစားတတိပြုပါအလောင်းကစားနဲ့ပတ်သက်လာရင်ဟဲ့အောင်လောင်းမလားလို့တော့မလောင်းနဲ့ပုံတူရအောင်သာသမီးဒီလားဟာတေချာတယ်မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့အိတ်ကတ်တွေကိုလာပြီးတော့ကိုနှိုက်ကြည့်မယ်ကာလဖြစ်တဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ရင်အတော်ကိုသတိပြုစီရင်အတွက်တော့လိုအပ်တော့လာဖြစ်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေ့ဟိုမှာပေါ့ ဟိုအလောင်းကစားနဲ့ပတ်သက်တာတွေအပျော်ပါနဲ့ပတ်သက်တာတွေမိန်ဟောင်းဆွေဟောင်းနဲ့မိသားစုတွေအိမ်လွေးရေးတွေအဖွဲ့အစည်းတွေတင်ဖွဲ့ဂျာတာပရိတ်ကြုံတဲ့ပတ်တိုင်အားနဲ့ဇီတော်ကာလာဖြစ်တဲ့အတွက်အတွေးလွန်လာမျိုးတွေညာအိမ်မပျော်တာမျိုးတွေကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိရင်တယောက်တည်းစိတ်ညစ်စရာတွေတွေးနေတာမျိုးတွေစိတ်ညစ်စရာအတွေးတွေကိုကိုကစိုးရိမ်ပူပန်နေပို့ပို့ပြီးတော့တွန်းအားဖြစ်စီပြီးတော့အစင်မပြေမှုတွေတိုးတက်တဲ့အတွက်စိတ်ကိုပျော်အောင်မွေးပါစိတ်ပျော်ကိုနုဆရာငယ်လိုရွှေရှောက်အောင်နေပါ ၎င်းမီနော်စိတ်ပျော်သလိုနေပါစိတ်ပျော်ကိုမှုမှသာမိတ်ဆွေတို့အတွက်ကောင်းမွန်တိုးတက်မဲ့ကာလဖြစ်ပါတယ်ဒီလကတော့ဒီမှာလူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့ချစ်သူတမီးစားမရရှိသူတွေအနေနဲ့ရည်စားရရင်တော့တေချာတယ်တိမ့်နေတယ်အိမ်တောင်ကြတာမျိုးတွေဖြစ်တတ်တယ်သို့တော့ မိတ်ဆွေတို့เนี่ยမရနိုင်ဘူးလို့တော့မပြောတော့ရရင်တော့အိမ်တော်ဘက်မထင်မှာပဲအိမ်တော်ချတာမျိုးတွေစုပ်ကောလက်ပေါ်ဝင်တက်တဲ့သို့တော့မိမိတို့အနေနဲ့ကိုကအမြတ်တနုထားပြီးပြောဆိုတာမှအထင်လွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ချစ်သူသမီးစားနဲ့ပတ်သက်လာတဲ့အခါမှာကိုကိုယ်တိုင်တိုက်ရိုက်ပြောတာမျိုးတက်ကြားခံတယ်လေတခုခု ခံပြီးတော့တဦးတယောက်ကိုခံပြီးတော့ပြောဆိုအခိုင်းနာပုံကိုကောင်းတယ်မပြောတာတော့ပုံကောင်းပါတယ်ခင်ဗျာနော်တိုးတော့တမီးသားနဲ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများသုံးွင့်ဆိုင်ဖြစ်နေတာမျိုးလေးတွေကြားလို့ခံနေရမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့အရှိရေးနဲ့ပတ်သက်လာတဲ့အခါတမိကြီးမင်းအနေနဲ့ပတ်သက်တဲ့အခါမှာမိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့ချစ်သူအပေါ်မှာမိမိရဲ့ဖူးစာဘက်အပေါ်မှာအယုံကြည်လွန်တာမျိုးလေးတွေကိုသတိပြုဆင်ခြင်ပြီးတော့တယောက်နဲ့တယောက်တူနဲ့တူ ဟိုတည်တည်ရှာရှာလေးနှိမ့်နေနေတတမျိုးနဲ့ဖြစ်ဖို့လိုအပ်တယ်ပြီးတဲ့အခါတစ်ခုလောက်ပြီးအကြံပေးခြင်းပါလေဘုတ်တခုရအောင်သာသမီတွေဒီလတာတို့တွေမှာလူငယ်များအခုပြောပါတယ်တချို့အရာတွေကဟိုနွားရကအောင်ဆရာတို့ကျိုးနဲ့ဆွဲတဲ့အခါသူကရှင်းမလိုက်ရှင်းနောက်ပြန်နေတယ်ကိုကလည်းရှေ့ဆွဲနေကိုလည်းပြင်ပန်းတယ်လို့နောက်ကနွားလည်းပြင်ပန်းတယ် ။နောက်အဲ့တော့ဟိုရှေ့ဆွဲလို့မရတဲ့အရာတွေကိုတစ်ခါလေးမှအခုလွတ်မရှာရင်နောင်လွတ်ရှာမှာရှေ့လက်ပြီးမြောက်တဲ့အတူတူတော့တစ်ခါလေးမှစုပ်ကင်ထားတာတက်လွတ်ရှာလိုက်တာကပိုကောင်းပါလေလို့ဆရာကအကြံပေးလိုပါတယ်။ကြည့်ကောင်းပြီ။အဲအရှိရေးနဲ့ပတ်သက်လူငယ်တွေသမီးစားရေးနဲ့ပတ်သက်လာဂျားလူဝင်ခံရတာမျိုးတွေဂျားလူဝင်တာမျိုးလေးတွေသို့မဟုတ် တန်လျာစိတ်တွေဥတိုစိတ်တွေအရက်တန်လာမျိုးလေးတွေကြောင့်မိမိရဲ့ဖူးစာဘက်အပေါ်မှာစကလုံးလေးတွေပြင်းပြထန်ထန်နဲ့ပတ်သက်ပြီးတော့ပြဿနာအရှိန်လေးတွေဖြစ်ရတာမျိုးတွေတတိပြုစင်ချင်မှာအဝေးကွာနေတော့ တမီးစားများအနေနဲ့ဒါတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါပဲ။ငကိုကဆက်သွဲပြက်နေသူတွေဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဒီကာလမှာကောင်းသောဆုံးဖြတ်ချက်တွေကောင်းသောအရာလေးတွေကိုရှေ့လို့ဆောင်ရွက်ပြီးတော့တိုင်ပင်ညီလိုက်ပြီးဆောင်ရွက်ပါ။အိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးအနေနဲ့ညံခြင်းမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ရဲ့စိတ်အဆင်မပြေမှုလေးကြောင့်ကိုကဂယုစိုက်တော့ဖြစ်လိမ့်မယ်တိုးတော့ နည်းနည်းလေးပူပန်ရတာမျိုးလေးတွေအနေနဲ့ဖြစ်ရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတာသမီးတွေဒီလာတာတော်တွင်မှာဆိုရင်ဘာကိုဖြစ်ဖြစ်ဇနီးသားသမီးတို့အင်္ဂါသားသမီးတို့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအဲမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအယောင်အနေနဲ့ဆိုလို့ရှိရင်တော့စင်စွဲရောင်းလို့အနီရောင်းလို့အဝါရောင်းလို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ် ဖြစ်နိုင်ရင်ဘာလုပ်ငန်းကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်တိုးတက်မှုတွေရရှိနိုင်တယ်လို့အစုဆေးရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအဖွဲ့အစည်းဆက်တူနဲ့ပတ်သက်တာမျိုးလေးမှာရှေ့လို့ဆောင်ရလို့ဆောင်လို့အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ် ထူးထူးခြားခြားပါပဲဒီလဟာညီအကိုမောင်မဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုများစွာရရှိမဲ့လာဖြစ်တဲ့အတွက်တော့ဗုဒ္ဓဘုရားဥဒ္ဒမီမိတ်ဆွေတရားဒီလတာတော်တွေမှာဆွေမျိုးသားချင်းညီအကိုမောင်မတွေနဲ့ပတ်သက်လို့တိုင်မြင်တာမျိုးလေးတွေနှွေးချွေးအောင်ကြိုးစားတာမျိုးတွေကြုံရတတ်တယ်လို့အချုပ်အနှောင်ဖြစ်နေတဲ့ဗုဒ္ဓဘုရားဥဒ္ဒမီမိတ်ဆွေများမိမိတို့ရဲ့မိသားစုဝင်ထဲမှာအချုပ်အနှောင်ဖြစ်နေသူတွေသို့မဟုတ်အချုပ်ရှင်းအချုပ်အနှောင်ဖြစ်နေသောမိတ်ဆွေများအနေနဲ့မိမိတို့ရဲ့အကြက်အတဲအခါကြီးအချုပ်အနှောင်မျိုးပြေပြောက်သွားစေရန်အတွက် ကိုယ့်ရဲ့အဝယ်စားသမဟုတ်အဲ့ဒီအချုံတော်ဖြစ်နေသူရဲ့အဝယ်စားလေးကိုနော်ရေထဲမှာရေစီးတန်တန်ဖြစ်နေတဲ့ရေထဲမှာရေမျောပြီးတော့လွတ်ပါစီဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်မိစေတို့ရဲ့အခက်အခဲတွေပြည်လဲပျောက်ကင်းသွားမှာအတိအကျပဲဖြစ်တယ်အကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့တစ်ကနန်းခွန်ရကနန်းရှစ်ကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါလေအကျိုးပေးသောအရက်ဟာတော့အရှိမြောက်တော့အရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီသတာတော်တွေမှာဆိုရင် ခยีသွားလို့တဲ့ကိစ္စခยีထွက်လို့တဲ့ကိစ္စတွေအင်္ဂါသာသမီတို့အင်္ဂါနေ့တို့၃ရက်နေ့တို့30ရက်နေ့တို့မှာသွားတာမျိုးတွေကမိစုတွေရဲ့ကံကိုလုံခြုံအေးချမ်းမှုတွေရရှိစေနိုင်တော့ကလာဖြစ်ပြီးတော့ passport visa လုပ်ငန်းရဝေးခยีသွားတဲ့ပတ်သက်သောလုပ်ငန်းတွေမှာရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရအားသာကောင်းမှာပါတယ်ဗုဒ္ဓဘုရားဟူသာသမီမိစုများအမေနဲ့ပတ်သက်ပြီးတော့အမားနဲ့ပတ်သက်ပြီးတော့ပြဿနာရှိတင်လေးဖြစ်ရတာမျိုးလေးတွေနားလည်မှုလွဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ယောက်ျားလေးများအနေနဲ့ဆိုလို့ရှိရင်တော့မိစုတို့အနေနဲ့ အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အထင်လွဲတာမျိုးရိုးစွတ်တာမျိုးဆွဆွဲတာမျိုးခံရတတ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းကောင်းစွာသတိပြုရန်လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီလက်ကတော့ဒီမှာသတိထားဆင်နေရမယ်ကဏ္ဍအနေနဲ့ဆိုလို့ရှိရင်သတိထားဆင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးတို့ဂျာစာပရိသသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကအားနည်းစည်းသလိုအိမ်နွေးကိစ္စလူငွေကိစ္စတွေမှာကိုထောက်ပံ့ကူညီပေးနိုင်ကူညီပေးလိုက်ပါကိုမကူညီပေးနိုင်ရင်တိတ်တိတ်လေးတာနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အဲ သတိထားဆင်ခြင်ပြရမယ်အချက်ကလေးကိုထပ်ပြောပြရစီဒါကတော့ဗာလဲဆိုတော့မိမိတို့အနေနဲ့ဟိုအကျွားတန်တာမျိုးလေးတွေကို့မှာရှိနေတဲ့အရာလေးကိုထုတ်ကြွားတာမျိုးလေးတွေနှုတ်မစည်းပဲနဲ့ကို့မှာပိုင်ဆိုင်တဲ့အရာတွေကို့ရဲ့အတွင်းရေးကိစ္စတွေဘယ်လောက်ရှိတယ်ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာကိုပြောပြတာမျိုးလေးတွေကမိစုတို့ရဲ့အတွက်တစ်ချိန်မှာအားနည်းချက်ဖြစ်ကြောင်းနဲ့အဲမဖြစ်မနေကို့ရဲ့ကံကိုညှက်စီတက်တာမျိုးမမြဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးတွေကိုသတိထားစင်ပြရလိုအကြောင်းထပ်လောင်းပြောကြလိုက်ပြရတယ် မိတ်ဆွေတို့ရဲ့အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေဘုတခုရောက်တာတမီးများအဋိဋ္ဌံပြုခြင်းတပါဆိုရင်တော့ဖြင့်ပုရိအာဆိုတော့ဂုံတော်ပတိကိုတနေ့ကိုခုနှစ်ပတ်လုံးနဲ့၁၇ရက်တိတိအဋိဋ္ဌံပြုလိုက်ပါပါအခက်အခဲမှန်သမျှပြေလဲပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တော့အယောက်ဖတ်စီလို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတော့ဟိုကျရိုဟိုတိတ်ကလေးတစ်ခုနဲ့မိကတ်တိတ်ကလေးတစ်ခုနဲ့ထိတွေ့ရိုက်ပုံသုံးပေါင်းတိတ်ဆိုဘလို့တိတ်ဖြစ်ပြီးတိတ်ကလေးတစ်ခုနဲ့ တိတ်နေဟိုလာစွန့်လာလို့ပေါ့အတန်လေးတိတ်ပြီးတော့စိတ်ထဲကနေပြီးတော့ခတ်ပြင်းပြင်းလေးနဲ့ရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုပြီးတော့ခုနှစ်ချက်ထိတိအသက်အောင်ပြီးတော့ရိုက်ပုတ်ထိတူလာမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွက်ပြီးတော့အယောင်းထက်သွားစေမှာအတေကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအဆက်ဆက်အရာအောင်မြင်စေရန်အတွက်အချိဘတ်စုစုရဲ့ကိုမျက်နှာမူပြီးတော့လက်ခုပ်လက်ဝါးသုံးချက်တီးပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်သွားရင်အောင်မြင်တိုးတက်စေမှာအတေကြပဲဖြစ်တယ် အဆက်ဆက်ရရအစင်ပြီးတိုးတက်စီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာပေးနေကြပါပဲအရဟံဆိုတဲ့ဆန္ဒဟိုဆန္ဒရတေယုခန်ကြီးရဲ့ကာတာလေးရွတ်ပါဒါပြီးတော့ငွေကြီးကံအဆက်ဆက်ရအစင်ပြီးစီပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကျွေးပကံများတစ်ဖက်ထဲမှာလက်ဖက်ကပုံပုံပုံတောက်ရီကတစ်ခွက်တဲ့အလဲမှာစင်ပြီးထွင်းပြီးတော့ ငွေကြီးကံကောင်းစီရန်ဆူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးအဆင်ပြေအောင်ပြီးတိုးတက်ပြီးတော့ဂျင်းသေးဒီလာကစားလို့ကံကောင်းလာစီမှာဗုဒ္ဓဖူးရာဟုသာသမီးတွေအတွက်အတေချာပဲဖြစ်ကြောင်းနဲ့အတာစားတဲ့ဗုဒ္ဓဖူးရာဟုသာသမီးမိတ်ဆွေတွေအတွက်ဆရာတို့ကံစကောင်းပါပြီလို့ပြောရင်းနဲ့ကဲဗုဒ္ဓဖူးရာဟုသာသမီးမိတ်ဆွေတွေယေရနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီတက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့သူစီစဉ်ယေရနာများတိုးဝှပြီးတဲ့အခါအောင်မြင်မှုအပေါင်းတရဖူးဆောင်းပါစီကြောင်းဆရာကမေတ္တာကိုဆူတောင်းရင်းနဲ့ နောက်တစ်ပတ်မှာပြန်ဆုံကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်မန္တလေးရမိတ်ဆွေများဆရာနဲ့လာတွေ့ကြရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်